ကိုကိုတံမိုးထားလေးစားတဲ့ပုဂ္ဂိုလ်တိုင်းဟာအကောင်းဆုံးဖြစ်အောင်ကိုယ်တိုင်ကြိုးစားကြရတာဖြစ်တယ်။ဆရာမိဘဆုဆုံးမလို့လိုက်နိုင်ရင်လည်းကောင်းကျိုးချမ်းသာရတယ်။သို့သောဆရာမိဘရဲ့ဆုံးမကိုနာယူပြီးတဲ့အခါမိမိကိုယ်တို့ကိုယ်တိုင်ကဒိမယင်ကြီးတဲ့လမ်းကြောင်းအတိုင်းလိုက်ပြီးကိုကိုယ်တိုင်ကိုကိုပြုပြနိုင်မှသာလေ။ လောကမှာလူတော်လူကောင်းဖြစ်တာဖြစ်တယ်။ဝိပဿနာဆိုမှလည်းဆိုတာလမ်းညွန်ပြရုံတသက်ညာတာဖြစ်တယ်။ကိုယ်တိုင်လုံးထမပါဘူးဆိုလို့ရှိရင်ပြပြဆုံးတဲ့ယဉ်ကျေးမှုဆိုတာမဖြစ်နိုင်။တကယ်ပညာရှိသူတော်ကောင်းนี่မြတ်စွာဘုရားကိုယ်တိုင်ကလည်းပရဝါရီကိုတတိပေးတဲ့စကားပင်ချခဲ့တယ်။တုံမေဟိကိစ္ဆံအတ္တပံ လုတ်တင်လုတ်တိုက်တဲ့ကိစ္စတွေကိုမင်းတို့ဖာတိစူးစမ်းရမှာဖြစ်တယ်။ငါကတော့လမ်းညွန်ပြတ်သားဆုံးမတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်ဆိုတော့လုံးကမှတ်တယ်ဖြစ်တယ်။ဆုံးမတဲ့အတိုင်းလိုင်းနာသူမလိုင်းနာသူဆိုတာနှစ်မျိုးရှိတယ်။လိုင်းနာတဲ့ပုဂ္ဂိုလ်တွေကကောင်းကျိုးချမ်းသာရပြီးမလိုင်းနာတဲ့ပုဂ္ဂိုလ်ကကောင်းကျိုးချမ်းသာမရနိုင်ဘူး။အဲ့ဒီအိဗိန်ကပါလဲလို့ဆိုလို့ရှိရင် လူတွေဟာကိုယ့်ကိုမဆုံးမနိုင်သေးသမျှသူများရဲ့အဆုံးအမကိုသာခံယူပြီးကိုယ့်ကိုမဆုံးမနိုင်သေးသမျှလူလောကမှာအတုံးကြတဲ့ပုဂ္ဂိုလ်ဆိုဖြစ်ဖို့ခဲ့ရတယ်သူဆိုလက်ဆော့ဘုရားကအတ္တဟိကိရဒုဒ္ဓမောဆိုကိုယ့်ကိုဆုံးမဖို့ကလွန်ခက်တယ်လို့ပြောတယ်သူများဆုံးမရတာလွယ်တယ် ကိုယ်ကိုဆုံးမဖို့ကြတော့ခက်တယ်လူဆိုတာကိုယ်ကိုနိုင်အောင်ဆုံးမနိုင်လေးမရှိကြဘူးသူများကသာဆုံးမတတ်တယ်အလွယ်တကူဆုံးမတတ်တယ်ကိုကိုတိုင်ကသူများကိုဆုံးမတယ်လို့ကိုကိုတိုင်လိုင်းနာမှုရှင်းသုံးမှုကြတော့ဒါဆိုခက်ခဲတတ်ကြဒါကြောင့်မို့ပြောသမားဘဝရောက်သွားတာတွေအများကြီးပဲเนาะ ်မြတ်စွာဘုရားရဲ့ဆုံးမမှာဆိုယထဝါရီတထာကာရီယထာကာရီတထာဝါဒီဆိုအပြောနဲ့လှုပ်ဟောင်းကိုက်ရည်စေရမယ်လို့ဆိုတရားဟောတဲ့ဘုန်းကြီးတွေဒီပင်နဲ့ကိုဟောတဲ့တရားကိုပြန်နာရမယ်ကိုကြားရမှာလို့ဆိုကိုအသာဟောပြီးတော့အဟောဘက်သာနေပြီးတော့ခေါ်တဲ့အတိုင်းကိုကမလိုက်နာဘူးဆိုလို့ရှိရင်ဒါအဟောတက်တက်အဟောတက်တက်အပြောတက်တက်နဲ့ ဘာကျိုးမှဖြစ်မှာမဟုတ်ဘူးနော်ကောင်းကျိုးဆက်မရနိုင်တာမဟုတ်ဘူးဒါကြောင့်မို့ကိုဟောတဲ့တရားကိုပြန်ပြီးကြားရမယ်ကိုကိုယ်တိုင်လိုက်နာကျင့်သုံးတာပဲဖြစ်ရယထာဝါရီတထာကရီကိုပြောသလိုကိုကလုပ်ရမယ်လုပ်သလိုလည်းပြောရအောင်လုပ်ထားတယ်လည်းပုံမပြောရဘူးဒီလိုဆိုလို့ပေါ့နော်အပြောနဲ့အလုပ်ဟာနှစ်ထွေညီညာနေ့ကိုလို့ရတယ် လောကလူတွေကပြောတဲ့အလုပ်ဟာညီကြတာမေတ္တာမှရှားတယ်။နော်အပြောနဲ့အလုပ်ဟာကိုင်းညီနေလို့တော့တယ်။ဟိုပြောသလိုဟိုကလှုပ်တယ်။အပြောတက်တက်ကပြောရတာနဲ့လှုပ်ရတာဘယ်အလွယ်တော့ဆိုပြောရတာလွယ်တယ်။လှုပ်ရတာခက်တယ်။ဒါကြောင့်မို့အပြောနဲ့လှုပ်နဲ့လွဲချော်နေတတ်တယ်။အဲ့လိုမဖြစ်ရအောင်ဆုံးမသွန်သင်မှုလို့ အရေးကြီးဆုံးကတော့ကိုယ့်ကိုရှင်ကြည်အောင်ဆုံးမမှုကိုယ့်ကိုလမ်းပြနိုင်မှုဒါအရေးကြီးအဲ့တော့ကိုယ့်ကိုဆုံးမဖို့ဆိုတာဘာတွေလိုအပ်တုံးလဲပညာရှိတွေရဲ့ဆုံးမတွေများစွာသိဖို့လိုအပ်တယ်အဲ့ဒါကိုတုတ္တလို့ခေါ်တယ်ဘဟုတုတ္တဘဟုတသင်္ဆသိပင်္ဆဆိုတဲ့သစ္စာပြရဲ့မင်္ဂလာတရားတော်တွေထဲမှာကိုဟာ သူတော်ကောင်းတရားတွေကိုများစွာကြားနာဘူးတဲ့ပုဂ္ဂိုလ်ဖြစ်ရတယ်။ကြားနာတယ်ဆိုတော့သင်ယူတာပဲဖြစ်တယ်။နာယူတယ်ဆိုတော့သင်ကြားခြင်းသင်ယူခြင်းပဲဖြစ်တယ်။တရားပွဲတွေကျင်းပပြီးတရားနာတယ်ဆိုတာမြတ်စွာဘုရားပါရိဟောခဲ့တယ်ဆိုတာကိုသင်ယူခြင်းနဲ့ဖြစ်တယ်။ရှေးခေတ်ကနာနဲ့သင်ယူတာဖြစ်သောကြောင့်တုတ္တဆိုတဲ့သုံးဖို့ပဲသုံး